အားလုံးပဲမင်္ဂလာပါ Amsalitos New Channel ကနေကြိုဆိုပါရစေ။ရိသက်များစွာမတိကြသေးတဲ့တယောက်ဆောင်တမုံမြင့်ရဲ့ကိုရီးယားဇဝင်ကြောင့်တမုံမြင့်ကမြန်မာရုပ်ရှင်လောကမှာထင်ရှားတဲ့ဇာတ်စာတော်ဖြစ်တော်လဲ။သူမရဲ့ကိုရီးဘွားနဲ့အမှုပညာခေမှာလူသိနေတဲ့အချက်များစွာရှိပါရစေ။ကိုရီးချက်များလည်းကြည်ပြင်းလာပုံမွေးဖွားခြင်းနဲ့မျိုးရိုးတမုံမြင့်ကိုတောင်ကွာရှင်းဆက်နေကုန်းနဲ့ဇူလိုင်လ23ရက်နေ့မှာချင်းပြင်းတဲ့ဗလံမျိုးမှာမွေးဖွားခဲ့ပါရစေ။သူ့ရဲ့အမည်ရင်းမှာ စုံစဲမွေးဖြစ်ပြီးဖခင်ပမာမိခင်နဲ့မိခင်ချင်းတို့ကဆင်တလာသဖြင့်ချင်းပမာကပြမြို့သမီးတို့ဖြစ်ပါတယ်။ဘီဘွဲရထားရဲ့ပညာတတ်တော်လည်းဖြစ်တဲ့ငယ်ဘွားအတွေ့အကြုံနဲ့အထက်တန်းကျောင်းသူဘွားကလေးကဂျပန်နိုင်ငံဖုကူအိုကာမြို့မှာနေဆင်ခြင်းပါတဲ့အရှော့ပစိဖိတ်ဒေသကလေးတငယ်တွေတွေ့ဆုံပွဲတို့ချင်းပြင်းနဲ့ကိုစားပြုဖြစ်တယောက်ခဲ့ပူပါတယ်။ဤတွေ့အကြုံကသူမရဲ့နိုင်ငံတကာရှူတောင်ကိုချဲ့ထွင်ပေးခဲ့တယ်။အနုပညာခင်စတင်ပုံနဲ့ထူးခြားချက်တွေမော်ဒယ်ဘွားကနေရုပ်ရှင်လောကကို2000ပြည့်နှစ်မှာမော်ဒယ်တင်တဲ့တယောက်ကတိုင်ပင်ပေါ် စီးရီးကနေစတင်နမရလာခဲ့တဲ့ချိန်ညာမှာတရုတ်ဆောင်ရုပ်ရှင်လောကရဲကိုဝင်ရလာခဲ့ခြင်းဖြစ်ပါတယ်။အတန်းအထူကြောင့်မူချင်းမိဘသားစကားကြောင့်မြန်မာစကားပြောမှချင်းတန်ဆွဲပါနေတက်ခဲ့ပြီးအနုပညာလောကအစတင်ဝင်ရောက်ချိန်မှာဤတန်ကြောင့်ဆက်သွယ်ခဲ့ခဲ့ရှိခဲ့တော့လဲနောက်ပိုင်းမှာထူးခြားလက္ခဏာတရားဖြစ်လူသိများလာခဲ့ပါတယ်။ဂီတနဲ့ပဲမှလည်းအောင်မြင်မှု VCD ချင်းတွေမှာပါဝင်တရုပ်ဆောင်ခဲ့ပြီးဖေဖော်ဝါရီမှတန်းနဲ့မေးပါနဲ့ကဲတော့ချင်းတွေမှာတစ်ဆင့်ပရိသတ်အချက်ခံရပေးမှုကိုရရှိခဲ့ပါတယ်။ ထူးချွန်စုနဲ့အောင်မြင်မှုတွေတမမြင်ကစကားတရားကြော်မှာပေါဝင်တုံ့ဆောင်ခဲ့ပြီးမြန်မာရုပ်ရှင်ထူးချွန်စုနဲ့ကြင်ရရှိခဲ့တယ်။2010 Arden AY ရဲ့တက်တိုင်းဇက်ကားနဲ့အကောင်းဆုံးမျိုးသမီးဇက်ဆောင်ဆု2016ခြေလာစွာသောမုံဇက်ကားနဲ့ဒုတိယကြိမ်အကောင်းဆုံးဆုရရှိခဲ့တယ်။ပုဂ္ဂိုလ်ဘဝနဲ့မိသားစု2014ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာစစ်နိုင်တဲ့လက်ထက်ခဲ့ပြီးသားသမီးနဲ့အမွေအရာတိမွေးထားခဲ့တယ်။မိသားစုနဲ့လူပညာကိုဟန်ကျက်ညီစွာစီမံခန့်ခွဲနိုင်သူဖြစ်လူသိများတယ်။လူသိနယ်ချံကားချက်ကချင်းရင်ကျဲမှုဇက်တိုက်ခြင်း ဖလန်းမြစာတွေဖြစ်တဲ့အတွက်ချင်းရွာတလေတွေကိုလေးစားကျင့်သုံးတယ်။ပညာရေးလေတာမှုပြည်ပွဲရပညာရေးကိုအမြဲတမ်းမှုတော်သူဖြစ်တယ်။ဇွဲနေဘဲအသင်ကစားစကားပြောပုံကြောင့်စပိုင်းမှာနိုင်ချခံရတော့လဲစူးစမ်းအထောက်မှုကြောင့်အောင်မြင်မှုရယူခဲ့ပါတယ်။ဂျပန်နိုင်ငံနဲ့နောင်ကျိုးတွေကလေးဘွားကဂျပန်သို့သွားခဲ့တဲ့အတွက်ကြောင့်သူမရဲ့ရဲမှုကိုတိဆောက်ပင်ခဲ့တယ်။လူမှုရေးပံ့ပိုးမှုတွေစင်ပြင်းနဲ့ဖွံ့ဖြိုးရေးလှုပ်ရှားမှုမှာတိတ်ဆိတ်ပါဝင်လင်းရှိရဲ့တမောမြေကလူမှုကတ်ကဲတွေကိုဇွဲနှစ်ဖက်နဲ့ကြော်လောက်ကမြန်မာရုပ်ရှင်လောကမှာကိုပိုင်နေရာတည်ဆောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ခြင်းပမာရင်ကျမှုနှမျိုးရဲ့ပေါင်းဆက်လာမှုပညာရေးပေါ်အားစိုက်ထုံးမှုနဲ့မိသားစုဖွဲ့ဟန်ချက်ညီမှုတို့မှာသူမရဲ့ထူးခြားလက္ခဏာတွေဖြစ်တဲ့ရူတာကြိုစားတဲ့လူပညာရှင်တအုပ်ဖြစ်ဆက်လက်တောက်ပလိုက်မယ်လို့မျှော်လင့်ရပါတယ်။ဇာနုကြည့်ရှုနာဆင်ပြည့်ပြည့်တောင်အောင်ကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။